ြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ကိုကံအဖွဲ့ကို PRP ဖန်စီချင်းချောက်ပြီးလာရှိုးမြို့စစ်ကောင်စီလက်ထက်ပြန်ထည့်လိုက်တဲ့အယုတ်အစိုးရဟာမြန်မာပြည်တွင်းရေးကိုပြောင်ကြကြဝင်ရောက်ဆွတ်ဖက်တာဖြစ်တယ်လို့မြန်မာမှာစစ်အာဇဝဲမှုမျိုးစုံကျူးလွန်နေတဲ့စစ်အာဏာရှင်တွေတက်ဆိုးရှည်စေဖို့ဆောင်ရွက်ပေးခြင်းလည်းဖြစ်ပါတယ် အယုတ်အစိုးရရဲ့မြမပြည်တွင်းရေးကိုဝင်ရောက်ဆွတ်ဖက်နေတဲ့အခုတည်းသောအကြောင်းရင်းကစစ်ကောင်စီပြုတ်ကျမှာစိုးရင်လို့ဖြစ်ပါတယ်2020ှနှစ်ကုန်မှာအယုတ်အထူးတန်တမန်ဆိုတဲ့အမည်နဲ့မစ္စတာတိတ်ရှိကျွင်းကိုခတ်အပ်ခဲ့တော့ကမြမအရေးမှာကြားနေပြီးဘက်အားလုံးနဲ့မျှတစွာဆက်ဆံဖြစ်ရှင်းမယ်လို့ထင်ခဲ့ပေမဲ့လက်တွေ့မှာထင်သလိုဖြစ်မလာပါဘူးအစောပိုင်းကာလကမသိတာပေမဲ့တစ်တုံညနှစ်ကုန်စစ်စင်ရေးမှာစစ်ကောင်စီအထင်အရှားဖျော်ဖျက်ဖြစ်ပြီး ပြိုကွဲနိုင်တယ်လို့အများမြင်လာချိန်မှာတော့အယုတ်ဟာစစ်ကောင်စီအသက်ဆက်နိုင်ရေးအတွက်အသေးအတန်ပြောင်းကြကြကြိုးစားလာတာတွေ့ရပါတယ်။လာရှုံနဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ကြပြီးတဲ့နောက်အယုတ်နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်နေပြည်တော်ရောက်လာပြီးစစ်ကောင်စီရဲ့နိုင်ငံရေးရည်ရွယ်ချက်တွေကို ထောက်ခံတာဗန္ဒာရေးပြဿနာကိုကူညီတာစစ်ကောင်ဆောင်ကိုမဲကောင်ကြီးလာကမ်းမှာဒေသတွင်းနိုင်ငံတွေကြားပွဲထုတ်တာတွေလှုပ်လာပါတယ်။ဒါအပြင် လာရှုကိုစစ်ကောင်စီလက်ထဲပြန်ထည့်ဖို့အိုကန့်ခေါင်းဆောင်တွင်နဲ့မိသားစုတွေကိုဖမ်းဆီးတာနေဆက်ပြည်သူတွေကိုဖြတ်ငါးပြက်လုတာတွေလဲရရဆက်ဆက်ပြုတ်လုလာခဲ့ပါတယ် TNL တအန်းကိုမြို့ငါးမြို့ပြန်ပေးဖို့ KIA ကချင်ကိုမမောမျိုးသိန်းတိုက်ပွဲနဲ့တိုက်ပွဲတွေရပ်တန့်ဖို့ AAR ခတ်တတ်တော်ကိုကြောက်ဖြူမျိုးမတိုက်ဖို့တောက်လျှောက်ပြားပေးတာတွေ့ရပါတယ်ကရင်နယ်ဂျားဆောင်တပ် BGF စောချစ်သူထိန်းချုပ်မှုအောက်မှာရှိတဲ့ကြားဖြတ်ငွေလိမ်ကိုင်းတွေအထိတရုတ်တို့ချင်းချောက်ပါတယ်။ဒါပေမဲ့စောချစ်သူ BGF ကိုပြစ်မှတ်ထားရင်စစ်ကောင်စီပါထိခိုက်နိုင်ပြီး BGF တို့ပုံကန်ရင်စစ်ကောင်စီအခြေအနေပိုဆိုးသွားမှာဖြစ်ပါတယ်။ဒါကြောင့်2024နှစ်ကုန်ကစပြီးကြားဖြတ်ငွေလိမ်ကိုင်းတွေနဲ့ပတ်သက်လို့မူလာကယ်လာပြောထားတဲ့တရုတ်တွေအခုချိန်မှာဘာသာမှမထွက်တော့ပါဘူး။ ပြည်တွင်းစစ်ရဲစေးတည်ငြိမ်ရေးဆိုတဲ့ခေါင်းစဉ်အောက်မှာတရုတ်နယ်စပ်ကတိုင်းရင်းသားတပ်ဖွဲ့တွေကိုမိမျိုးစုံနဲ့ဟန်တားနေပေမဲ့စစ်ကောင်စီရဲ့အရသားတွေအစုလိုက်ပြုံလိုက်တပ်ဖြတ်တာအရသားပြစ်မှတ်တွေတိုက်ခိုက်ဖျက်ဆီးနေတာတွေကိုတော့တရုတ်အစိုးရရောတရုတ်အထူးတန်ကပါတားဆီးကန့်ကွက်တယ်ဆိုတာ လုံးဝမကြားရပါဘူးမြန်မာစစ်တပ်ဘက်ကအဖက်သက်ရပ်တည်ပြီးနှုတ်ဆက်နေတာဟာစစ်ရာဇဝတ်မှုမျိုးစုံ ကျူးလွန်နေတဲ့စစ်ကောင်စီကိုအကာအကွယ်ပေးရာရောက်တယ်လို့ ဆက်လက်ကျူးလွန်ဖို့အားပေးရလဲရောက်ပါတယ်အယုတ်တို့ကူညီအသက်ဆက်ပေးတာကြောင့်စစ်ကောင်စီအတွက်တချို့အချက်တွေမှာအကျိုးရှိတာတွေ့ရပါတယ်အိုင်းဘီစီပွားရေးဖွံ့ဖြိုးတိုးတက်ဖို့မစွမ်းဆောင်နိုင်ပေမဲ့ဝေကြီးဖောင်းပေါ်တာတည်ငြိမ်သွားလို့အချက်တဲတစ်ခုကလွတ်သွားပါတယ်ရှမ်းမြောက်မှာတိုက်ပွဲတွေငြိမ်သွားတယ်လို့ရခိုင်မှာလည်းစစ်ချိန်ရော့သွားလို့ပြင်းထန်တဲ့စစ်မျက်နှာတွေရော့ကျသွားပါတယ်ဒီပညာမြင့် drone တွေတရုတ်စီကဝယ်ယူနိုင်ခဲ့လို့ စစ်မြေပြင်မှာပုံမိုသုံးဆွဲလာနိုင်ပါတယ်။တိုင်းရင်သားလက်နက်ကင်တပ်ဖွဲ့တွေ NUG PDF တို့နဲ့တပ်ပေါင်းစုဖွဲ့နိုင်မဲ့အခြေအနေကလည်းတရုတ်နောက်ရှက်တာကြောင့်တော်လိုင်းအင်အားစုတွေအနေနဲ့နိုင်ငံရေးရောစစ်ရေးပါအနည်းနဲ့အများထိခိုက်ပါတယ်။တရုတ်ပြည်အားနဲ့လာရှိုးကိုစစ်တပ်လက်ထက်ပြန်ထည့်လိုက်ရလို့တခြားမျိုးတွေပြန်ပေးရတော့မလားဆိုတဲ့ကောလာဟာလတို့ကြောင့်တော်လန်ยีကိုစုတ်ထွေးစေပြီးတော်လန်ยีအရှိန်ထိခိုက်စေပါတယ်အာတမဆင့်မှုထံဥပဒေကြောင့် တပ်သားအစ်တွေဖြစ်တင်းနိုင်ခဲ့ပြီးအရှင်းမြောက်စစ်မျက်နှာကိုတပ်အင်အားဖြစ်စရာမလိုတော့လို့လှုပ်တာလှဲ့တာရှိသွားပါတယ်။ဒါတွေကတော့တရုတ်တို့ကူညီတာကြောင့်စစ်ကောင်စီအသက်ရှူချောင်စီတဲ့အချက်တွေဖြစ်ပါတယ်။အယုတ်နဲ့စစ်ကောင်စီတို့ဥတီလှုပ်ဆောင်နေတဲ့ရည်ရွယ်ချက်ကအရင်သာလက်နက်ကင်အဖွဲ့တွေကိုအပြည့်ရအခွင့်အရေးတချို့ပေးနှစ်သိမ့်ပြီး အန်ယူဂျီ PDF စတဲ့ဝေဦးတော်လိုင်းအင်အားစုတွေကိုခြေမှုန်းဖို့ပါ။ဒါပေမဲ့တိုင်းရင်းသားတွေနဲ့တိုင်းရင်းသားလက်နက်ကင်တပ်ဖွဲ့တွေကလည်းစစ်တပ်ကို လုံးဝအယုံကြည်မရှိပါဘူး။စစ်တပ်ကလည်းအခြေအနေပေးတာနဲ့ဒီအင်အားစုတွေကိုဖြိုခွဲဖို့အမြဲကြံစည်နေမှာဖြစ်ပါတယ်။လက်ရှိအပြစ်ခတ်ရစဲရေးမှာလည်းစစ်ကောင်စီလက်ခံဖို့ခက်ခဲတာကတိုင်းရင်းသားလက်နက်ကင်တွေသိမ်းထားတဲ့နယ်မြေတွေကိုအရာဝင်အသိမှတ်ပြုရေးပါ။တိုင်းရင်းသားတွေဘက်ကလည်း အသက်သွေးချွေးစတဲ့ပြီးတက်ခဲ့ရတဲ့နယ်မြေတွေကိုပြန်လည်ဆွန့်လွတ်ဖို့ခက်ခဲပါတယ်။နောက်တစ်ခုကတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကလည်းမျိုးတော်လိုင်းအင်အားစုတွေမပါဘဲဒီအောင်ပွဲတွေမရနိုင်သလိုဒီအောင်ပွဲတွေကိုထိမ့်သိမ်းထားနိုင်မှာမဟုတ်ဘူးဆိုတာကောင်းစွာသဘောပေါက်ကြပါတယ်။စစ်အာဏာရှင်စနစ်ကိုရင်ဆိုင်တဲ့နေရာမှာတိုင်းရင်းသားတပ်ဖွဲ့တွေအတွက်ဝေဦးအင်အားစုတွေဟာအရေးပါတဲ့အခန်းကဏ္ဍကပါဝင်ပြီးစစ်ကောင်စီကိုချင်းချောင်းနိုင်တဲ့အင်အားဖြစ်ပါတယ်။ စစ်ကောင်စီဟာရွေးကောက်ပွဲလုပ်ပြီးအယက်သားအစိုးရလို့ကြွေးကြော်ပါလိမ့်မယ်။အမေရိကန်အယက်သားအစိုးရကငြိမ်းချမ်းရေးစူးနေပွဲလုပ်ပါမယ်။တရုတ်ကလည်းဒါကိုထောက်ခံပြီးမြောက်ပိုင်းအဖွဲ့တွေကိုငြိမ်းချမ်းရေးစပွဲဝိုင်းကိုတွန်းပို့မယ်လို့စဉ်းစားပုံရပါတယ်။ဒါပေမဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုအာဆီယံကပယ်ချထားလို့မြန်မာနိုင်ငံအတွက်အာဆီယံမူငါချက်ကိုထောက်ခံထားတဲ့တရုတ်အခက်တွေ့နေပါတယ်။1962ကစပြီးအာနာသိန်းလာတဲ့စစ်တပ်ဟာ စီးပွားရေးကောင်းတဲ့တိုင်းပြည်ကိုငွဲပြာကြအောင်လုပ်ခဲ့သူတွေဖြစ်လို့တိုင်းပြည်စီးပွားရေးပြန်ကောင်းအောင်လုပ်နိုင်တဲ့အရေးအချင်းစစ်တပ်မှာမရှိပါဘူး။မိဝဲအားစုတွေတူမီတနက်ကင်ပြီးစစ်ရေးအတွေ့အကြုံမရှိဒုံကတောင်နိုင်အောင်မတိုက်နိုင်တဲ့စစ်တပ်ကိုအခုနိုင်အောင်တိုက်နိုင်မယ်လို့ယူဆတာကလက်တွေ့မကျပါဘူး။တရုတ်လိုပဲတချို့နိုင်ငံကြီးတွေဟာသက်ဆိုင်ရာတိုင်းပြည်တွေရဲ့အခြေအနေမှန်ကိုလစ်လို့ရှုပြီးဝင်ရောက်ဆွတ်ဖက်ခဲ့ဘူးပါတယ်။ အမေရိကန်ကဗီယက်နမ်စစ်မှာ ကိုယ်တိုင်ဝင်တိုက်ခဲ့တယ်လို့ရုရှားကလည်းစီးရီးယားစစ်ပွဲမှာအာဆတ်အစိုးရဘက်ကဝင်တိုက်ခဲ့ကြပေမဲ့အောင်မြင်မှုမရဘဲအလဲလဲအကွဲအကွဲနဲ့အဆုံးသတ်သွားပါတယ်အခုလဲတရုတ်အစိုးရဟာမြန်မာပြည်သူတွေကိုအထင်မြင်သိမျက်ကွယ်ပြုတ်ပြီးသူ့ရဲ့စူပါပါဝါအင်အားနဲ့ဘာလို့လို့ဖြစ်မယ်လို့ထင်မြင်ယူဆပြီးစစ်အာဏာရှင်ကို အသက်ဆက်ပေးနေတာပါတကယ်တမ်းတော့ ကြားသည်ကို အသက်သွင်းဖို့ကြိုးစားနေခြင်းသာဖြစ်ပါတယ်